ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Fire Ghost Na YouTube Channel ကနေပြန်လည်ပြီးမှကြိုဆိုလိုက်ပါရစေ။ကျမတို့ရဲ့ Channel လေးကဆိုရင်တော့ပရာလောကဇလံကောင်းလေးများစွာနဲ့ဖြစ်ရမှန်ဇလံကောင်းလေးများစွာကိုတင်ဆက်ပေးနေတဲ့ Channel လေးပဲဖြစ်ပါရစေ။ဒီနေ့မှာတော့ပရိသတ်ကြီးအတွက် မအေးမနဲ့ကလေးတရေဆိုတဲ့ဝိထုတူဇလန်းကိုတင်ဆက်ပေးသားမှာဖြစ်ပါရီဇလန်းကိုမတင်ဆက်ခင်မှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ် video delivery တိုင်းမှာလည်းပရိသတ်ကြီးသိရှိဖို့အတွက် note ဘဲ color လေးကိုနှိပ်ပေးသွားကြဖို့မမေ့ပါနဲ့နော်ဟုတ်ကဲ့ပါဒါဆိုရင်တော့ဇလန်းကိုခုပင်စတင်လိုက်ပါရမယ်ဒီဇင်ဘာလကြီးပွန်ရှင်အရန်ချမ်းအရန်အေးတဲ့လကြီးပွန် အဲ့ဒီလူဆောင်တွင်ပတ်မှာမနဲ့စောစောလန်ထရှောက်ကြတာကျမတို့ဗမာလူမျိုးတွေရေထုံးစံလို့ဖြစ်နေပြီပေါ့ရှင်ကျမလည်းသူများတွေလိုမနဲ့အစိုးရထပြီးတော့လန်ရှောက်ခြင်းစိတ်ကဖြစ်လာရောဒါနဲ့ပဲကျမတငယ်ချင်းအေးအေးသန့်နဲ့တိုင်ပင်ပြီးတော့မနဲ့စောစောထပြီးလန်ရှောက်ဖို့စီစဉ်လိုက်တယ်အဲ့ဒီနေ့ကကျမတငယ်ချင်းအေးအေးသန့်အိမ်မှာပဲအိတ်ဖြစ်တယ်အိတ်တယ်လို့သာဆိုရင် တကယ်တမ်းကျတော့အိတ်လို့မပြောပါဘူးရှင်စိတ်ကမနဲ့လန်ရှောက်ရဖို့ပဲတွေးပြီးတော့ပြောနေတာ ။ဒါနဲ့မနက်3နာရီလောက်ထပြီးတော့တငယ်ချင်းနှစ်ယောက်အိမ်ကထွက်လာခဲ့ကြတယ်။အဲဒီလိုအိမ်ကထွက်လာပြီးတော့တိတ်မကြလိုက်ပါဘူး။ချမ်းမြသာစီသုံးလန်းကိုရောက်လာကြတယ်။ချမ်းမြသာစီသုံးလန်းမှာအထီးကရောညောင်ပင်ကြီးတစ်ပင်ရှိတယ်။တယန်းရင်မတန်းခြောက်တယ်လို့လည်းနမည်ကြီးတယ်။ဒါနဲ့တငယ်ချင်းနှစ်ယောက်ကြောက်ကြောက်နဲ့ဖျားစာရွှတ်ပြီးအဲဒီညောင်ပင်အောက်ကနေပြခဲ့ကြတယ်။ညောင်ပင်ကိုလည်းကြော်သွားရောတငယ်ချင်းနှစ်ယောက်အောင်မီအောင်မီဆိုပြီးတော့ထောက်អော်ပြီးတော့ ရှင်နေရအလုံးကြီးကြသွားတော့တယ်။ဒါနဲ့ပဲတငယ်ချင်းတယောက်ဆက်သွားရင်တော်ရင်နဲ့ပထောင်မြိုင်းစုတွေခြံကြီးရှိတ်ကိုရောက်လာခင်ပထောင်ပင်ကြီးတွေဆိုတာအုံဆိုင်နေတာပဲရှင်။အဲ့ဒီပထောင်မြိုင်းစုတွေခြံကြီးကတော့ချမ်းမြသာစီတက်လန်းထိတ်မှာရှင်။ချမ်းမြသာစီတက်လန်းနဲ့နှစ်လန်းသုံးလန်းဆိုပြီးတော့မှတ်တိုင်ကြီးတွေရှိတယ်။အဲ့ဒီမှတ်တိုင်ကြီးတွေရဲ့ဟိုးရှိတ်မှာမြို့တော်ခမ်းမကြီးရှိတယ်။မြို့တော်ခမ်းမကြီးရဲ့အကျုံမှာကားလန်းရှိတယ်။မိရီထွန်းသားတာမှာလေးထိတ်နေတာပဲရှင်။ ကျမတို့နှစ်ယောက်ကအမောင်လေးမှာရှိနေတော့ဖက်ကနေအမောင်လေးရနေကလေးမကြီးတယောက်ကထွက်လာရောထွက်လဲထွက်လာရော ကျမကလည်းရှာရှာရှိရှိနဲ့မေးလိုက်တယ်ဟက်ကောင်မလေးနင်ဘသူလဲဆိုတော့ "तू ကဘာမှပြန်မပြေဘူးအမေနင်ရမြကြီးကြီးကျယ်ကျယ်နေဆိုပြီးကျမကပြောလိုက်တယ်အဲ့ဒါနဲ့ကျမတငယ်ချင်းအေးသာအေးမရေသွားပြီးတော့ပြောမနေစမ်းပါနဲ့နင်ကိုတရေချောက်လိမ့်မယ်နင်တယောက်တည်းရှောက်သွားမနေနဲ့ငါကအကောင်းကြီးပြောတာဆိုပြီးတော့ အေးတန်းကျမကိုပြောတယ်။အဲ့ဒါနဲ့ကျမလည်းအဲ့ဒီနီးနာနေဆက်လာလိုက်။အနောက်ကနေကော်ဘနက်တန်းလိုမျိုးကွက်ကွက်ကွက်ဆိုပြီးတော့ကြားလိုက်ရတော့အေးတန်းကနောက်ကိုလှည့်ကြည့်ပြီးအေးမပြေးတော့ပြေးတော့ဆိုပြီးပြောတယ်။ဒါနဲ့ကျမကလည်းသူ့ကိုပြောလိုက်တယ်။ဘာပြေးစရာရှိလဲအေးတန်းရင်ဟိုမှာမြို့တော်ခန်းမကြီးမှာမိရိမှာနင်းထိန်နေတာပဲ။ဘာကိစ္စနဲ့ပြေးရမှာလဲ။ဒါနဲ့အေးတန်းကမဟုတ်ဘူး။အေးမအနောက်ကိုလှည့်ကြည့်စမ်းဆိုပြီးပြောလို့လှည့်လေကြည့်လိုက်ရော။ အရင်ချိန်ကအသက်ကလည်း16-5နှစ်ဆိုတော့မကြောက်ပေမယ့်နည်းနည်းတော့လမ်းမီသွားတယ်။ဘာလို့မြင်လိုက်လဲဆိုတော့စောနာမြင်လိုက်ရတဲ့ကလေးမှအင်ဂျီဟာအဖြူကြီးနဲ့ရှင်ဘက်ကလည်းဟာလုံးကြီးပေါက်လို့ပေါ့။ကျဲသေးလည်းမပေါင်းပြီးတော့လက်နှစ်ဖက်ကလည်းမပေါင်း။ညနာကြီးတစ်ခုလုံးရတယ်။သွေးတွေကိုရှဲပေါက်နေတာပဲ။သူ့ပိုက်ကြီးထဲမှာရဲရဲကြီးပဲမြင်ရတယ်။အဲ့ဒါကိုကိုကကြောင်ပြီးတော့ရဲကြည့်နေတော့ကျမတငယ်ချင်းအေးတန်းအေးမလားဆိုပြီးလက်ကိုဆွဲပြီးတော့ပြေးလိုက်တဲ့ချိန်ကြောင့် အာကနေလန့်ပြီးတော့ online ပြီအဲဒီခါကျမှသတိပြန်ဝင်လာပြီမီးရောင်ရှိတဲ့စီကိုပြေးသွားလိုက်တယ်မီးရောင်ရှိတဲ့နေရာလှမ်းကြည့်ရင်တော့ဘာမှမတွေ့ရတော့အဲဒီချိန်မှာပဲစောစောအိတ်လို့စောစောထားလို့စောစောလမ်းလျှောက်ကြပါစုဆိုပြီးသတိပေးတန်လမ်းလျှောက်တန်တခြင်းကိုကြားလိုက်ရတယ်အဲဒီခေတ်တုန်းကမိသားကားကြီးနဲ့မနဲ့စောစောလှည့်ပြီးတော့လမ်းလျှောက်ထွက်ဖို့နှူးဆောင်ကြတာ哦အဲ့ဒါနဲ့အေးတန်ကသွားရအောင်လို့ပြောတော့ကျမကနေလူဆောင်အောင်စောင့်ကြည့်အောင်မေးဆိုပြီးတော့စောင့်နေလိုက်တယ် အဲ့ဒီလိုစောင့်နေတဲ့အချိန်မှာပဲဂဲတလုံးကခွက်ကနေအနားကျလာတော့အောင်မလေးဆိုပြီးတော့လန့်သွားကြတယ်။နောက်တနေ့နေ့လည်လောက်ကြတော့လိုက်မင်းကြည့်တော့ဟုတ်တယ်တဲ့။အသက်ရှင်နေအရင်ကျောင်းသူလေးဖုန်းကြည့်ပြန်ပွဲနေမှာအဲ့ဒီနားမှာပဲကားတိုက်ခံရတာပိုက်ပွင့်ပြီးတော့ဆုံးသွားတာ။သူမသေးခင်ကိုပဲဥရေထွက်နေတော့သူ့ဟာသူ့ဘိုက်ထဲကိုကောက်ထည့်နေသေးတာ။သူကည7နာရီကျော်တာနဲ့လမ်းမှာတွေ့သမျှလူတွေကိုလိုက်ချောက်လန့်နေတာလို့သိရတယ်။တချို့လူတွေဆိုရင်ခုတ်ပေါ်ကိုတက်စီပြီး ခြောက်တာတော့ခံရသေးရဲ့နေရှင်ဒီဖြစ်လေးရတော့ကျမတို့တငယ်ချင်းနှစ်ယောက်မနဲ့ဆိုဆိုလမ်းလျှောက်ထွက်တော့ကြုံခဲ့ရတာလေစာဖတ်သူတို့အပန်းပြေစီမှုအတွက်ပြောပြတင်ဆက်လိုက်ရပါတယ်နောက်နောက်များမှလေအလင်းသိရင်တင့်တလုံးကျမမအိမ်မှနေပရာလောကသားရီရဲ့အကြောင်းပြောပြသွားပါအောင်မေရှင်ဟုတ်ကဲ့ပါပရိသတ်များရှင်ဇလန်ကတော့ဒီမှာပဲပြီးဆုံးသွားပါပြီဆုံးဒီနာဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်